ဘုရားမင်္ဂလာပါဒီနေ့ကတော့မချ်လာ၁၄ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေအများကြီးထည့်ရနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီချင်းပြင်းတဲ့ပန်ဝါဒေသမှာဆိုလို့ရှိရင်မြေရှားတတူရှိတယ်အဲ့ဒီဟာကိုနေပြီးတော့ KI ရနေပြီးတော့တင်ထားပြတာဖြစ်တယ်အဲ့ဒါကစကုံတရင်နော်စကုံတရင်ရဲ့ဘူကြနေတဲ့နေရာတွေနော်စကုံတရင်ကိုနေပြီးတော့ KI ကအပြက်ချင်မှုလိုက်တယ်ချင်မှုလိုက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီနေမြေတွေကို KI ကစုံမထားတယ်ဆိုတော့အဲ့ဒီနေရာတွေမှာအဓိက ဒီမေရှားတက်တူကိုတူးပေါ်ပြီးတော့ရောင်းချတာကဘာတူလဲဆိုတော့တရုတ်เนาะရှိတာကမြန်မာနိုင်ငံမှာဒါပေမဲ့တရုတ် company တွေကဒီမှာလာပြီးတော့ကြီးစိုးပြီးတော့သူတို့တူးချင်တာတူးတယ်အဲ့ဒါကြောင့်အမအလာကိုထောက်ပံ့နေဆိုတာဒါပဲเนาะအမအလာကိုကိုကြီးထောက်ပံ့နေတယ်အခုတစ်ထည်ဘာဖြစ်ဆိုတော့သူ့ရဲ့အကျိုးအမြတ်တွေညရဲ့အများရတယ်နောက်သူတို့ဒီမြန်မာနိုင်ငံကတရားစတာတွေကုန်လုံးတူးပေါ်ပြီးတော့ယူတာအဲ့ဒါတရုတ်ပဲအဲ့တော့အဲ့ဒီမှာ company တွေအများကြီးရှိတယ်ရှိတဲ့ခါကျတော့အခုခရိုင်ကြီးကအဲ့ဒီဟာကိုသင်ပိုက်တယ်သင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့က80ခန်းတောင်းတယ် ့ဆရာခင်တို့တောင်းတော့တရုတ် company တွေကမပေးနိုင်တော့เนาะအရင်တော့ကတော့လကားတူတာလည်းဖြစ်ဖြစ်မှာပေါ့เนาะဆိုတော့အဲ့ဒါကိုနေပြီးတော့အခုကဒီဖက်ကဆရာခင်တို့ကောက်တဲ့ခါကျတော့သူတို့ကမပေးချင်ဘူးမပေးချင်တဲ့ခါကျတော့လုံကအများစုကပိတ်သိမ့်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကခင်ရရနေပြီးတော့တရုတ်ကိုပညာပြလိုက်ပြီเนาะပညာပြလိုက်ပြီဆိုတော့တင်းနောက်တစ်ခုကခင်ရပြင်နေမှာဆိုလို့ရှိရင် line ပွဲမျိုးနေเนาะအဲ့ဒါက bluetooth ဆိုတဲ့စကန်ရှိတယ်အဲ့ဒီစကန်ကိုနေပြီးတော့ အန်အလေးနဲ့ပူပေါင်းအဖွဲတွေကနေပြီးတော့တင်ပတ်ရရှိတယ်နော်ထိုင်းဖက်မှာထွက်ပြေးသွားတယ်အဲ့ဒီဖက်မှာဒီဖက်ကဆက်ကဆက်ဖက်ကလူတွေကနေပြီးတော့အဲ့ဒီထိုင်းဖက်မှာခွေပြေးဝဲပြေးဂျေးကဂျေးကုန်ကြတယ်ဆိုတော့ဟုတ်ဖက်ကနေပြီးတော့ထိုင်းဖက်ကဘရင်တပ်မတော်တွေကနေပြီးတော့ဒီဆက်ကဆက်လူတွေကိုဂေထုတ်ပေးနေတယ်အဲ့ဒီပြေတော့ဟုတ်ဖက်ကကိုမြင်မစားတဲ့နေထိုင်းအစားအသောက်တွေအဲ့ဒီမှာကျူးမိထားရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာတကယ်ထူးဆန်းတဲ့စကားလေးတစ်လုံးကိုထည့်ထားတာကိုတွေ့ရတယ်အဲ့ဒါက KNU ရဲ့တပ်မဟာခွနစ်နော်တပ်မဟာခွနစ်တကယ်ဌာနချုပ်ရှေ့ရတပ်မဟာခွနစ်ကနေပြီးတော့ ဥဆုံးတော့တိုက်တယ်ဆိုပြီးမှဒီနေ့တည်င်းထွက်လာတယ်နော်တည်င်းထွက်လာနော်တည်င်းကောင်းပဲနော်တည်င်းကောင်းပဲ KNU ရဲ့ဒီတက်မှခုနှစ်ဆိုတာတခါမှတိုက်ပွဲမတိုက်တဲ့မှာဖြစ်တယ်နော်ဒီတက်မှခုနှစ်ကတကယ်နာမည်ကြီးတယ်ဒီမှာဘို့ခုဌာနချုပ်ရှိတယ်အဲ့ဒီမှာဘိုးချောနေတို့ပါတို့ရှိတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာ KNU နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီ NUG ရဲ့ဆရာကြီးတွေလည်းအဲ့ဒီမှာအများကြီးနေတယ်ဆိုတဲ့ဟာကိုတည်င်းဌာနတွေကလည်းဝေဝေဆဆဖော်ပြကြတယ်ဆိုတော့အဲ့ဒီနေရာက တခါမှစစ်မဖြစ်ဘူးเนาะအဲသူတို့ကတခါမှဒီမအလာနဲ့စစ်မတိုက်ဘူးဒီနေ့ကစစ်တိုက်ပြီးတော့ခန့်တခုရသွားတယ်ဆိုတော့လေတော်တော်ကိုဝန်သားစရာဖြစ်တယ်เนาะဝန်သားစရာဖြစ်တယ်ဆိုတော့ဒီဖက်ကလည်းမအလာဖက်ကလည်းတော်တော်အမျိုးထားလိမ့်မယ်အဲဒါကြောင့်ဟိုခောက်ကသူတို့ပုံချေတာလို့ရှိတယ်နော်ပုံချေတာလို့ရှိတယ်ဆိုတော့ဒီတပ်မခွန်နေ့ကလည်းနည်းနည်းလှုပ်ရှားမှုတွေရှိလာပြီဆိုတဲ့ဟာတော့ကျွန်တော်တို့ဝန်သားဆရာတဲ့တင်ခုနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အခု Bluetooth ခန်းတစ်ခုကိုတော့သူဥဆောင်တော့တိုက်တာနော်အဲ့ဒီမှာရသွားပြီဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်စကားစားရဲ့လူတွေကတော့ခွေးပြဲဝဲပြဲဟုတ်ဖက်မှာ เนาะပြေးနေကြသူတို့ကတော့အပြေးလေ့ကျင့်တာခိုင်ခိုင်မှာပြေးနေကြတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့အပြည့်ပြည့်ဆိုင်ရာမြေချောင်းထင်းသိမ်းရေးကတာဆင်းကျင်ရေးအဲ့ဒီနေ့မှာဆိုလို့ချင်လူထု300เนาะ300ကနေပြီးတော့เนาะအဲ့ဒီမှာစင်တာပြကြတယ်အဲ့ဒါကပါလဲဆိုလို့ချင်ဟက်ကြီးရေကတာလို့ခေါ်တဲ့ဒီတရုတ်ရဲ့မြန်မာရဲ့ပြီးလို့ရှိရင်တော့ဒီထိုင်းရဲ့နော်သုံးနိုင်ငံပေါင်းပြီးတော့ရေကတာကိုသူတို့တည်ဆောက်နေအဲ့ဒါကတန်လုံမြင့်နဲ့ဘောင်ရဲမြင့်ဆောင်တဲ့နေရာမှာအဲ့ဒီမှာရေကတာလုပ်နေအဲ့ဒါကဟက်ကြီးရေကတာလို့ခေါ်တဲ့ အဲ့ဒါကမြန်မာရှိတယ်ဆိုလို့ရှိရင်တော့ KNU ရဲ့ Moon Drop ခရိုင်မှာရှိတယ်အဲ့ဒါကဒီပိုင်ခရိုင်နဲ့ Drop ခရိုင်ကြားမှာရှိတယ်ဆိုတော့ Moon Drop ခရိုင်ကတော့ကျွန်တော်တို့ KNU ကထိန်းချုပ်ထားတယ်ဆိုတော့ပိုင်ခရိုင်ကတော့စကားစကားထိန်းချုပ်ထားတယ်အဲ့ဒီပြရတော့เนาะဆိုတော့ AI ကတာကိုဒီဆော့ဖို့အတွက်သူတို့လုပ်တယ်လုပ်တဲ့ဟာကိုနေပြီးတော့ဒီပြည်သူလူထုကနေပြီးတော့တောင်းတောင်းဖြားဖြားနဲ့ဒီနေ့စံကျင်ကြတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်ဆိုတော့ရေကတာဆောက်လုပ်ချက်အဖြစ်ခုနကမအလာတို့ အဲ့ဒီခရိုနီတိုက်တယ်ပဲပေါင်းစားပြီးတော့ပြည်သူလှုပ်ထုတ်ကြရတော့အဲ့ဒီမှာမင်းကိုစားတော့တဲ့လူတွေအားလုံးကရင်မြုပ်ပြီးတော့လှုပ်ရှားလို့မရတော့နော်လှုပ်ရှားလို့မရတော့ပြည်သူလှုပ်ထုတ်အတွက်အကျိုးမရှိဘူးဒါပေမဲ့အဲ့ဒီမာလာတို့အတွက်တော့အကျိုးရှိတယ်နော်အကျိုးရှိတယ်အဲ့ဒါကြောင့်သူတို့ဆန္ဒပြတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းမြောင်မြို့နယ်မှာဆိုလို့ရှိရင်တော့ပိုင်မြုံရွာမှာရှိတဲ့အဲ့ဒီစာတင်ကြောင်းရဲ့နောက်တစ်ခုကနေအလုံးပေါင်း90ကိုနေပြီးတော့စကားစကားမီရှိုဖြစ်စီလိုက်တဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကစကိုင်းတိုင်းမြောင်မြို့နယ်မှာ ပညိုယောမှာရှိတဲ့စာတင်ကြောင့်အလုံးပေါင်း50ကိုစာကစားရမရှိ ura စာကစားရတိကလည်းနဲ့ကမရှိ ura အဲဒါကြောင့် ဒီနေ့နော်တတိယဟာဆိုလို့ရှိရင်တကယ်စင်မပေါင်းစရာတတိယတစ်ခုရှိတယ်ဆိုတော့နောက်ပိုင်းမှာကျွန်တော်အဲ့ဒီဟာကိုတက်ဆက်ပြမှာဖြစ်တယ်နောက်တစ်ခုကကချင်ပြည်နယ်ပုံမော်ထောင်ရဲနောက်တစ်ခုကမိုးငင်းထောင်ရဲနောက်မိုးငင်းထောင်ရဲအဲ့ဒီထောင်ကတကယ်ရာဇဝတ်လူဆိုးဂိုင်းတွေနော်လူဆိုးတွေအဲ့ဒီမှာထောင်ချတဲ့လူတွေရှိတယ်အဲ့ဒီထောင်ချလိုက်တဲ့လူတွေကိုစကားစကားနော်တကယ်အဲ့ဒီလူတွေကိုလှုပ်တယ်လှုပ်ပြီးမှတခါလက်နဲ့တွေတက်ဆင်ပြီးတော့အခု KIA ရဲ့နဲ့ဒီပုံမော်တိုက်ပွဲမှာဆိုလို့ရှိရင်အုံချပြီးတော့အဲ့ဒီမှာလက်နဲ့တွေတက်ဆင်ပြီးတော့အခိုင်နဲ့ဆိုတဲ့ဟာကိုလေဒီနေ့တတိယဌာနတွေမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ KIA နဲ့ဒီ TNLA နဲ့ ွဲကလည်းသေးတော်ဘူးဆိုတော့တော်တော်ကိုအရှင်ကောင်းလာတယ်เนาะအရှင်ကောင်းလာတယ်ဆိုတော့ KIA ကတကယ်ရိုသီခံနိုင်ဆုံးကပုံသွားပြီเนาะဒီ TN ရဲ့အပေါ်မှာဆိုတော့အခုကတော့ဒီ KIA ဖက်ကသူတို့တာဆုနေတယ်သူတို့ကိုစစ်ဆင်ဖို့အတွက် နော်တာဆူနေတယ်တာဆူနေတဲ့ဟာကိုဘယ်သူသိလဲဆိုတော့ NUG ကသိတယ်နော် NUG ကသိတဲ့ခါကျတော့အခု NUG တော်တော်ကိုစိုးရင်သွားပြီနော်စိုးရင်သွားပြီအတိကဥဆောင်တော့တိုက်တာက KIA နော် KIA အမှတ်စစ်ဒေတာ1ဆိုတာစစ်ဒေတာ1ဆိုတာက KIA ဥဆောင်တော့လောက်တာနော် KIA ဥဆောင်ပြီးတော့နော်သူတို့ကတိုက်တာဥဆောင်လဲတင်နာပေးတယ်စသည်ဖြင့်နော်အဲ့ဒီ TNL ကိုလည်းသူတို့ပဲမြေတံမြောက်ပေးတယ်နော်အခု BPL တို့ပါတို့နော်အကုန်ပါပဲနော်မြေတံမြောက်ပေးတယ်မြောက်ပေးတဲ့လူကအခုက TNL ကသူ့ကိုစော်ကားရတယ်ဆိုတဲ့ပုံစံမျိုးတော်တော်ကိုကြည့်ကြည့်လောက်အောင်နေတယ်ဆိုတော့အခုကပောက်ခွေးတော့မြေ အဆင့်ကိုရောက်သွားပြီရောက်သွားတဲ့ခါကျတော့ NUG တော်တော်စိုးရင်သွားတယ်နော်စိုးရင်သွားတယ်အဲ့ဒါကိုနေပြီးတော့ NUG ကဒီနေ့ statement တစ်ခုကိုထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့ဘယ်လိုပြောလဲဆိုလို့ရှိရင် KIA နဲ့ TNLA ဆိုလို့ရှိရင်တကယ့်တွေးဆုံပြီးတော့ဆွေးနွေးညှိနှိုင်းမယ်ဆိုလို့ရှိရင်အဆင်ပြေပါမယ်နော်အဆင်ပြေမယ်အဲ့ဒါကြောင့်တွေးဆုံဆွေးနွေးဖို့လုပ်ကြပါစစ်ဆက်ဆွေးနွေးတဲ့နေရာမှာငါတို့ပါဝင်ဖို့အတွက်အဆင်သင့်ဖြစ်နေတယ်နော်ဖြစ်နေတယ်ဆိုတဲ့ဟာကိုနေပြီးတော့ NUG ကနေပြီးတော့ထုတ်ပြန်တာကိုတွေးရတယ်ဆိုတော့တိတ်ပေကတော့နော်တော်လန်ကြီးကိုထိခိုက်တော့မယ်နော်မအလာကြဆုံးခါနေ့အချိန်မှာ ီလိုမျိုးဖြစ်တာတော့မကောင်းဘူးအချက်ချင်းဆွေးနွေးကြငါတို့လည်းအဲ့ဒီမှာပါဝင်ပြီးတော့ကူညီဖို့အစဉ်သင်ရှိတယ်ဆိုတဲ့ဟာကို UNG ကထုတ်ဖော်လိုက်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုကြည့်ချက်အားဖြင့်ဒီ TNA နဲ့ DKIA ဟာဆိုလို့ရှိရင်တကိတ်เนาะအကြီးအကျယ်တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့လက္ခဏာကိုနည်းနည်းတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဖက်မှာမကွေးဖက်မှာရှိတဲ့ KIA ရဲ့တမုံတွေနောက်တကိပူတွေစစ်သားတွေကလုံးခေါ်လိုက်ပြီနော်ခေါ်လိုက်ပြီဘိုးကိုခေါ်လိုက်ပြီခေါ်လိုက်ပြီမှကျွန်တော်တို့တမဟာလေးအခုဖြစ်တဲ့နေရာက KIA ရဲ့တမဟာလေးနေရာမှာဖြစ်တယ်ဆိုတော့ အဲ့ဒီနေရာမှာအခြေချတိုက်ဖို့လည်းဖြစ်ဖို့ရှိတယ်နော်ရှိတယ်အဲ့ဒါကိုနေပြီးတော့ AUG ကတည်တယ်တည်တဲ့အတွက်ကြောင့်ဒီနေ့ statement နဲ့ထုတ်ပြီးတော့တားတာကိုကျွန်တော်တို့တွေ့ရတယ်မြစ်တာရက်ခံတာပေါ့နော်မတိုက်ကြဘူးဘာဖြစ်ဆိုတော့ဒီအဓိကအရေးကြီးတာကမအလာကိုဖြုတ်ဖို့အတွက်အရေးကြီးနေတယ်ငါတို့အချင်းချင်းကစကားပြောလို့ရတယ်စသဖြင့်နော်အဲ့လိုမျိုးဝင်ပြီးတော့ပြင်ဖြေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နော်အဲ့ဒါကတော့ကချင်နဲ့ GNLA နဲ့ အဲ့ဒါတည်နော်စစ်ပွဲတော့မကြခင်တွေ့ရလိမ့်မယ်အဲ့ဒါညီတို့ရရမရရတော့သူတို့အဲ့ဒီတိုက်ပွဲတော့ချစ်ချစ်ဖြစ်လိမ့်မယ်နော်မအလောက်ကိုထားပြီးတော့ဒီအန်တန်လေးကိုဆော့ဖို့အချိန်ဒီမှာကျွန်တော်တို့တွေ့ရတယ်ဒါဒါကတော့တည်င်းဆိုပဲနောက်တစ်ခုကကျွန်တော်တို့ဒီဖက်မှာပတောင်းပတောင်းမှာဆိုလို့ရှိရင်တော့ ဒီမအလာရဲ့ညောင်ကျိုးစခန်းဒီညောင်ကျိုးစခန်းကိုမချရဲ့အတွက်အကြီးကြီးနော်အဲ့ဒီမှာလူတွေကိုပို့တယ်ထက်ထက်လူတွေပို့တယ်ပို့ပြီးတော့အဲ့ဒီလေးကျောင်းပစ်ကူတွေနဲ့အဖကုန်ချတာနော်ချတာမရဘူးဒါပေမဲ့ဟိုဖက်မှာဒီအေအေနဲ့ပူပေါင်းဖွဲ့တွေကတင်ပိုက်လိုက်ပြီနော်တင်ပိုက်လိုက်ပြီဒါဒုတိယမြောက်အဲ့ဒီမှာနော်ပကိုးတိုက်မှာဆိုလို့ရှိရင်တင်ပိုက်လိုက်တဲ့နော်ဒုတိယမြောက်စခန်းဖြစ်တယ်နော်စခန်းဖြစ်တယ်ပထမဆုံးတင်တာကကျွန်တော်တို့မုတ်တီမုတ်တီကိုတင်ပိုက်လိုက်ပြီပြီးလို့ရှိရင်တော့အခုညောင်ကျိုးစခန်းကိုတင်ပိုက်လိုက်တယ်ဆိုတော့ညောင်ကျိုးစခန်းကိုကြာချင်းကမလာအတွက် ကဲ့နော်နမိတ်ဆိုအဲ့ဒီမှာလဲရောက်ပေါင်း30เนาะရောက်ပေါင်း30ကျော်ဖမ်းထားတယ်เนาะဖမ်းထားတယ်အဲ့ဒီမှာညောင်ကျိုးစခန်းမှာဆိုတော့ဒီနှစ်လနီးပါးလောက်တိုက်တဲ့ခါကျတော့ဒီညောင်ကျိုးစခန်းကကျသွားတယ်ဆိုတော့ညောင်ကျိုးစခန်းကဘလော့ဖြစ်ရေးကြည့်လဲဆိုလို့ရှိရင်ကပ္ပဆာပဲအများကြီးရှိတဲ့ဒီကကွေပစ္စည်းစဲယုံနဲ့ရှိတဲ့ကပ္ပဆာ6 6ပါဆိုလို့ရှိရင်မျက်ခုံးထုတ်ပြီเนาะမျက်ခုံးထုတ်ပြီအဲ့ဒါကညောင်ကျိုးနဲ့ ဒီညောင်ခြေတောက်ညောင်ခြေတောက်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့စစ်တမိုင်ပဲကွာတယ်ပြောတယ်အဲ့ဒီပြတော့စစ်တမိုင်ကွာမှာရောက်နေပြီနော်စစ်တမိုင်ကွာမှာနီးလေးမှာရောက်သွားပြီဆိုတော့ကပ္ပစ6ကလုံးဝမျက်ခုံထုတ်နေပြီနော်လုံးဝအဲ့ဒီမှာတို့ကလည်းဒီဖက်မှာနော်ဒီညောင်ခြေတောက်ဖက်မှာဆုတ်သွားတယ်အဲ့ဒီကတော့ညောင်ခြေတောက်မှာပြန်ပြီးတော့တို့အဲ့ဒီမှာခုခံဖို့ ပြင်ဆင်နေတယ်ဒါပေမဲ့အဲ့ဒီမှာအကျိုးအကန့်ပေးပြီးတကယ်စိတ်တရားရပြီးတော့နောက်ဆုံးတဲ့လူတွေကဘလို့မှအောင်နိုင်စရာအကြောင်းရှိဘူးเนาะအောင်နိုင်စရာအကြောင်းရှိဘူးဆိုတော့အဲ့ဒီနေမှာဘာတွေရှိလဲဆိုလို့ရှိရင်ဒီဦးချစ်ပင်မြို့နေမှာဆိုလို့ရှိရင် ကပ္ပစာ5ရှိတယ်6ရှိတယ်9ရှိတယ်16ရှိတယ်เนาะ16ရှိတယ်ဆိုတော့ဒီအရာတွေကတကယ်မျက်ခုံးလှုပ်တဲ့အချိန်မှာရောက်သွားပြီဆိုတော့ဒီကပ္ပစာ6ခုကိုရလို့ရတော့ဟမ်း နဲ့အဲ့ဒီမာလာပျောက်ပြီးသားမှတ်လိုက်တော့နော်ပျောက်ပြီးသားမှတ်လိုက်တော့ဆိုတော့အခုကတော့ကပ္ပစာ6ပထမဆုံးမျက်ကုံထုတ်တာကပ္ပစာ6เนาะဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ဒီနေ့သတင်းမီဒီယာတွေမှာဝေဝေဆဆာနော်ဝေဝေဆဆာပေါ်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ညုံချေတော့နေဆိုတော့စစ်တမိုင်ပဲကွာတော့တယ်ဒီကပ္ပစာကနော်ကကွေပစ္စည်းထုတ်လုပ်တဲ့စေယုံပေါ့နော်စေယုံအဲ့ဒီနေရာတွေကနော်နောက်တစ်ခုကချင်းပြောက်ပတ်မှာဆိုလို့ရှိရင် plan plan မျိုးမှာဆိုလို့ရှိရင်ကြီးကြီးတိုက်ပွဲဖြစ်နေတယ်ဒီနေ့ဆိုတော့ flam mute တိုက်ပွဲတွေကိုတော့သူတို့ဆင်နွှဲတယ်အဲ့ဒီ flam မှာဆိုလို့ရှိရင်တော့ color ရ268တခုပဲကျန်တော့တယ်အဲ့ဒါကိုပြီးပြီးတော့ဒီ chain ညီတော့ဖွဲ့တွေကနေပြီးတော့ပြင်းပြင်းထန်ထန်အဲ့ဒီမှာချနေတယ်သူတို့အကြီးကြီးနော် mute တိုက်ပွဲအဲ့ဒီမှာဆင်နွှဲနေတယ်ဆိုတော့ chain ပြင်တွေကလည်းနော်အဲ့ဒီမှာလွတ်မြောက်မဲ့ channel မျိုးမှာရောက်တဲ့အချိန်မှာအခုတတင်းတစ်ခုကတက်တွန်းတွန်းကြေကြေထွက်လာတဲ့တတင်းတစ်ခုဒါစိတ်မကောင်းစရာအကြောင်းအရာတစ်ခုဖြစ်တယ်နော်ဆိုတော့အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့ဟုတ်နေဆက်မှာရှိတယ်အိန္ဒိယနဲ့နေဆက်မှာကွန်မြူနတီကလည်းကျွန်တော်တင်ဆက်ပေးတာဖြစ်တယ်ဒီတတင်းကတကယ်ဟော issue တစ်ခုဖြစ်တယ်နော်ဆိုတော့ ပုတ်တေးတေးသတင်းတစ်ခုမဟုတ်ဘူးနော်တကယ်သတင်းအကြီးကြီးဖြစ်တယ်ဆိုတော့အဲ့ဒါကမအလာကိုတော့မရိုက်ခဲ့တဲ့သတင်းဖြစ်တယ်နော်အဲ့ဒါကကပေါ်ချိုင်ဝင်ကပေါ်ချိုင်ဝင်ကမနီပူရာနေထက်မှနေပြီးတော့အဲအဲ့လိုမျိုးတင်းသွင်းဖို့အတွက်အိန္ဒိယကစူးစမ်းနေတယ်လွတ်တော်အမတ်တွေအဲ့ဒီမှာတင်းနေဆိုတော့မနီကလည်းကျွန်တော်တို့ပြောပြသားဖြစ်တယ်ဆိုတော့ဒီကပေါ်ချိုင်ဝင်ကိုနေပြီးတော့ဟိုဘက်မှာအိန္ဒိယကတင်းဖို့အတွက်ပြင်ဆင်နေတယ်ဒါဆိုတော့အိန္ဒိယသူတွေကဘာသဘောထားရှိလဲဆိုတဲ့ဟာကဒီနေ့သတင်းမီဒီယာနဲ့မေးတဲ့ ဖြေချတဲ့ထက်မှာတတင်းဒီမှာဆိုလို့ရှိရင်တက်စိတ်မကောင်းစရာပဲเนาะဆိုတော့အဲ့ဒီချင်းလူထုတွေအောင်ဖတ်မှာပဲပေါင်းမယ်နဲ့เนาะဆိုတော့မလာဘလို့မလုပ်လို့မရတော့ဘူးဆိုတော့မလာခက်မှာတိုင်းပြည်ဟာဆိုလို့ရှိရင်စိတ်စိတ်အမောင်ပါကိုကိုယ်မှာကိုဒီနေ့လက်တွေ့အနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တော့ဘာဖြစ်လို့လဲဆိုတော့ချင်းလူထုတွေပြောတာเนาะအဲ့ဒါဖက်ကနေပြီးတော့သူတို့ခေါင်းဆောင်တွေပြောတာအင်တာဗျူးတို့ခုမှပြောတာကဒီချင်းပြည်တွေက မလာလက်ထက်မှာလည်းတကယ်နော်အနှင်ခံတဲ့မြို့တစ်မြို့ဖြစ်တယ်နော်အခုအဇောတို့ဘာတို့ဒီမီဆိုရန်တို့ဘာတို့ဆိုလို့ရှိရင်တော့ဟိုဘက်မှာအိန္ဒိယဘက်ကတင်းတဲ့ခါကျတော့အိန္ဒိယဘက်မှာဖြစ်တဲ့ခါကျတော့တကယ်မီဆိုရန်တို့ဘာတို့ဆိုရင်တကယ်တိုးတက်တာရန်ကုန်မြို့တို့မန္တလေးမြို့တို့ထက်တော်မှာတိုးတက်တယ်လို့ပြောတယ်အဲ့ဒီမီဆိုရန်ကျွန်တော်တို့တစ်ခါမှမရောက်ဖို့ဘူးဆိုတော့အဲ့လိုမျိုးအတိုင်းပဲအခုကလည်းဒီကိုပေါ်ချိုင်းဝင်ကုန်နေပြီးတော့အိန္ဒိယဘက်ကတင်းနေဆိုရင်တော့ချင်းတို့မြို့တွေလို့လို့လာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့မအလာက ဒီဖက်မှာနေတဲ့အခါကျတော့ခြေလိုမျိုးကိုတော်တော်နှိမ့်ဆက်တယ်နှင်းပန်းတယ်။နောက်မဒိန်းကျင်းတယ်စသဖြင့်ဒီလိုနှိမ့်ဆက်မှုတွေဖူဆောင်းတဲ့မအလာအောက်မှာနေတာထက်အိန္ဒိယလက်အောက်မှာနေတာပြောတယ်ဆိုပြီးမှဒီနေ့ထုတ်ဖော်တာကိုကျွန်တော်တို့တွေ့ရတယ်နော်။တကယ် same cause ရပါပဲနော် same cause ရပါပဲ။ဆိုတော့အခု AUG ကဒီဖြစ်ရလဲမအလာတစ်ခုတည်းတော့မဟုတ်ဘူးနော်။ AUG AUG အတုံးကြတဲ့ဟာလည်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ AUG က Federal ဥပဒေကိုနေပြီးတော့သူတို့က မဆွေးချင်ဘူးเนาะအဲ့ဒီဘာမှပြမတတ်မှတ်ချင်ဘူးစသည်ဖြင့်စသည်ဖြင့်ပြည်သူလူထုတွေကဒီဖက်ကတိုင်းရင်းသားလက်နက်ကင်တွေကသူတို့ပြောတယ်ဘာမှပြတတ်မှတ်ပါအဲ့ပြီးတော့ဖွဲ့စည်းပုံเนาะအာမခံပါအဲ့လိုဆိုရင်တော့ခတ်တလေဒီမှလာပြုတ်ချမယ်ဆိုရင်သူလုံးဝမလုပ်ချင်ဘူးเนาะအယုစစီလဲကျွန်တော်တို့ကမြောင်ထည့်ရောက်သွားတယ်เนาะမြောင်ထည့်ရောက်သွားတယ်ဆိုတော့ဒီဟာတွေရဲ့အကျိုးဆက်တွေကဒီနေ့ထွက်လာတယ်ဆိုတော့ချင်းပြရတော့ပြောင်းပြောင်းတင်းတင်းပြောပြီး အဲ့ဒါကပါလေဆိုလို့ရှိရင်အိန္ဒိယနဲ့ပေါင်းတာကပို့ပြီးတော့အသင်းတော်ဆုံးဖြစ်တယ်။နမလာရက်ဆက်မှုအောက်မှာဒီလိုမီးရှို့တယ်၊တပ်ဖြတ်တယ်၊မတင်းကျင့်တယ်။အဲ့ဒီဆိုးရုံမှုတွေလူရုပ်မှတွေကအောက်မှာမနေချင်တော့ဘူးဆိုတဲ့ဟာကိုပြက်ပြက်ပတ်ပတ်ကျွန်တော်တို့ပြောတာကိုတွေ့ရတယ်။နော်ပြောတာကိုတွေ့ရတယ်။မကြခင်မှာကျွန်တော်တို့နော်ကြားလိမ့်မယ်မယုံရင်မရှိနဲ့ကျွန်တော်တို့ဒီမလာလုံးတဲ့ပုံစံအခုအယုံကြီးရဲ့လုံးတဲ့ပုံစံတွေကတော်တော်ကိုအချိုးမပြေဘူး။အချိုးမပြေတဲ့ခါကျတော့အဲ့ဒီတိုင်းသားတွေကတော်တော်ကိုစိတ်နာနေပြီ။ဆိုတော့ ေကဘယ်နဲ့ပြောမလဲတော့မသိဘူးเนาะရှင်ဘယ်နဲ့ပြောမလဲမသိဘူးကျွန်တော်တို့နားထောင်ရလိမ့်မယ်နိုင်ယူကြီးကအဆင်မပြေဘူးအချို့မပြေဘူးဆိုလို့ရှိရင်ဒီလိုစကားတွေကဆက်ဆက်ပြီးတော့ကျွန်တော်တို့ကြားရလိမ့်မယ်ဆိုတော့ကိုမလာကတော့ပြောတယ်နှစ်နိုင်ငံဆက်ဆံရေးပြတ်ဖို့အတွက်အလိုမျိုးမလုပ်သင့်ဘူးပါဘူးပြောတယ်ဒါပေမဲ့ချင်းလူထုတွေကပါသွားပြီဆိုလို့ရှိရင်ဘယ်လိုမှလုပ်လို့မရတော့ဘူးเนาะဆိုတော့ချင်းလူထုတွေကအခုပြောတာเนาะချင်းလူထုကိုကိုစားပြုတဲ့ကောက်ဆောင်တွေကပြောတာကမလာနဲ့ဆက်မှုအောက်မှာနေတာထက်ငါတို့အိန္ဒိယနဲ့ပေါင်းတာပုံကြိုက်ရတယ်ဟာ သွားပြီသွားပြီနော်မာလာသွားပြီဒီဟာတော့တကက်တည်ဆိုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမာလာကတက်တင်ရနှစ်ခုဆစ်စင်ရမှာဆိုလို့ရှိရင်တကက်ထိနာတယ်အဲ့ဒီမှာဖန်ခံရတယ်အဲ့ဒီမှာဘုံမှုတွေဘုံချုံတွေဘုံမှုကြီးတွေစသဖြင့်ဒီလိုလိုကိုဒီတိုင်းတားလက်နဲ့ကင်တွေကနေပြီးတော့ဖန်ထားတဲ့ MNDA တို့ထိနာလေးတို့ကဖိုင်းတော့ပြန်ထုတ်လိုက်တယ်ထုတ်လိုက်တဲ့လူတွေကိုပြန်ပြီးတော့အဲ့ဒီမှာခန်းတယ်နောက်တစ်ချို့လူတွေဆိုလို့ရှိရင်တော့အဲ့ဒီယာမခါရဲ့ စစ်တမ်းဌာနချုပ်လို့ဖြစ်ကြတယ်နောက်တစ်ပတ်ရထူအကြီးငယ်တဲ့ပြန်ပြီးတော့ဆက်ယူကြတယ်အဲ့ဒီလူတွေကအခုကเนาะအဲ့ဒီလူတွေကြီးကိုနေပြီးတော့ဘွေးတစ်စိတ်ကိုဘေးတယ်ဘာဖြစ်လို့တတ်မတော်တိမတန်းခင်မှာ ဒီလိုစိတ်တမြင့်တင်ရေပေါ့နော်စိတ်တမြင့်တင်ရေအဲ့ဒီမှာသူတို့ဖွဲ့တဆိတ်တွေပေးအပ်နေတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီထိုင်းရေနောက်ကနေပြီးတော့ဒီထိုင်းနိုင်ငံရေနောက်ကနေပြီးတော့ဟိုဘန်ကောက်မြို့ကိုသွားတယ်ဘတ်ကတစီအဲဒီဘတ်ကတစီဟာဆိုလို့ရှိရင်လူ36ယောက်ပါတယ်အဲ့ဒီတပ်တန်ကိုတိုက်တယ်အဲ့ဒီမှာ36ယောက်စလုံးကအဲ့ဒီမှာတန်ရာရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဘာဖြစ်လို့မိတန်ကိုတိုက်တာလဲဆိုလို့ရှိရင်အဲ့ဒီဒရိုင်ဘာကအင်ငိုက်တယ်နော်အင်ငိုက်လို့အဲ့ဒီမှာတပ်တန်ကိုတိုက်တယ်36ယောက်စလုံးတန်ရာရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အသေးပြောတော့ကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုက ားကတော့ပုဂိုးတိုက်အုပ်ဖို့မြို့နယ်မှာဆိုလို့ရှိရင်ဝိုင်းရွာ yes ခန့်ကိုနေပြီးတော့အဲ့ဒီမှာဝင်တိုက်တယ်နော်ဝင်တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာစကတ်စာအရောက်ပေါင်းဆင်းခါရောက်သေးတယ်နော်အဲ့ဒီမှာ yes ခန့်ကိုလည်းမီးလောင်ပြကြအောင်သူတို့ဖြက်စီလိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့မှာဖြစ်တယ်ဆိုတော့မတ်ချလာဆစ်လျက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးကြပေးကျွန်တော်ဒီ